မင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့ loss ဘောအကြောင်းလေးနည်းနည်းရှင်းပြခြင်းပါတယ် loss ဘောတော့ကစားသမားတိုင်းကြုံရမဲ့ဖြစ်စဉ်တစ်ခုပါပဲကျွန်တော်ဆိုရင်18ကျင်းကွင်းပတ်ရဲ့အနည်းဆုံး3လေးလုံးလောက်တော့ပျောက်တယ်အဲ့လိုပျောက်ပြီဆိုရင်ဘယ်လိုဆက်လုပ်ရမလဲဘောလုံးကဘယ်လိုအခြေအနေမှာပျောက်ဆုံးဘောလုံးအဖြစ်သတ်မှတ်တယ်လဲဆိုတော့ကျွန်တော်တို့ကစားသမားတိုင်း ိထားရမှာပါမတိမဖြစ်တိထားရမှာပါခင်ဗျာအဲ့တော့ကျွန်တော်တို့ကဘောလုံးတစ်လုံးပျောက်တယ်မပျောက်ဘူးဆိုတာကိုအရင်ဆုံးသိဖို့လိုပါတယ်ကိုယ့်စီပြန်မရောက်တာနဲ့ပျောက်တာမဟုတ်ဘူးကြိုက်တလောက်ရှာမတွေ့တော့မှပျောက်တယ်လို့ပြောလို့မရဘူးခင်ဗျာကျွန်တော်တို့ loss for ရဲ့ definition မှာကစားသမားတို့မဟုတ်ကစားသမားရဲ့ carry တို့မဟုတ်ပတ္တနာများ ဆက်တင်ရှာဖွေခြင်းကနေစပြီးတော့3မိနစ်အတွင်းမတွေ့တဲ့ဘောလုံးကိုကြောက်ဆုံးဘောလုံးလို့သတ်မှတ်ပါတယ်။အဲကိုယ့်ကိုဆက်ရှာ5မိနစ်ကြာမှတွေ့လဲဒီဘောလုံးဒီမရတော့ဘူးကြောက်ဆုံးဘောလုံးပါပဲခင်ဗျာ။အဲတော့3မိနစ်ပဲရှာပါ3မိနစ်ကျော်သွားရင်ငါဘောလုံးကြောက်ပြီဆိုပြီးဒီကောင်ကနေပြန်သွားရိုက်ပါ။နောက်ဆုံးရိုက်ခဲ့တဲ့နေရာနေပြန်သွားရိုက်ပါ။ဒါဆိုရင်မှန်ပါတယ်။အဲတကယ်လို့ညာကျွန်တော်တို့ကဗျာနောက်ကိုလည်းပြန်သွားမရိုက်ချင်ဘူး။ ကိုဘော်လုံးကိုတီကောင်ကဆိုက်ရိုက်လိုက်ကလေးကလည်းပျောက်ဆုံးဘော်လုံးဖြစ်နိုင်တယ်လို့သုံးသပ်မိရင်အယံဘောရိုက်ခွင့်ရှိပါတယ်ကြိုပြီးတော့အယံဘောလေးရိုက်ထားမယ်ဒါမှမဟုတ်ရင် professional ဘောလေးရိုက်မယ်အားလုံးကြီးညာမယ်မဖြစ်မနေကြီးညာမယ်ရိုက်ခံနေတိုင်း professional ရိုက်ပါမယ်ခင်ဗျာအယံဘောရိုက်ပါမယ်ခင်ဗျာကြီးညာပြီးရင်တီကောင်ဘောမှာအယံဘောလေးရိုက်ထားလိုက်ပါပထမဘောလုံး3မိနစ်အတွင်းမတွေ့တော့ဘူးဆိုရင်ပထမဘောဒီ တက်မဲ့သွားပြီး professional ဘောမှာအသက်ဝင်လာပြီး professional ဘောကိုရိုက်လေးနဲ့ပြန်သွားရရုံပါပဲဆိုတဲ့အခါကျတော့တကယ်လို့များ professional ဘောရိုက်မထားမိခဲ့ရင်ဘယ်လိုလုပ်မလဲဟုတ်ကဲ့နောက်ဆုံးရိုက်ခဲ့တဲ့နေရာကိုပြန်သွားပါနောက်တွဲရှိရင်တောင်းပန်ပါကျွန်တော်ဘောလုံးလေးပျောက်သွားလို့ကျွန်တော် stroke and distance နဲ့ပြန်ရိုက်ပြရစေခင်ဗျာဆိုပြောပြီးတော့ပြန်ရိုက်ထားပါမယ်ဒါဆိုရင် တီကိုဘိုးကနေပြန်ရိုက်တဲ့ဆိုရင်အရန်ဘောမဟုတ်တော့ဘူးသူကတော့ပျောက်လို့ပြန်လာရိုက်တဲ့အတွက်ရှိုက်သုံးဖြစ်ပါတယ်ဟုတ်ကဲ့ဒါဆိုရင်ပျောက်ဆုံးဘောလုံးနဲ့အရန်ဘောလုံးနဲ့ရိုက်တဲ့ကိစ္စလေးရှင်းပြီးထင်ပါတယ်အရန်ဒီပျောက်ဆုံးဘောလုံးနဲ့ OB နဲ့ကသဘောတဘာဝအတူတူပါပဲခင်ဗျာကိုဘောလုံးရိုက်လိုက်တယ်အူဘီဝင်းမဝင်းမသေးချင်အရန်ဘောရိုက်ထားမယ် အရန်ဘောရိုက်တဲ့အခါမှာလည်းအရန်ဘောဖြစ်ကြောင်း professional ဘောဖြစ်ကြောင်းကြိုတင်ကြညာထားဖို့လိုတယ်။ကြီးညာပြီးရိုက်ရမယ်။တကယ်လို့ professional ဘောမရိုက်ထားမိရင်ကိုယ့်ဘောလုံးအနားရောက်မှဥပီကျနေတယ်လို့သိရင်နောက်ကြောင်းပြန်မူလနေရာနေပြန်သွားရိုက်ရပါမယ်။ဟုတ်ကဲ့အဲ့လိုမှမဟုတ်ပဲ။တိတ်တော်တဲ့ comedy တွေရှိတဲ့ကွင်းမှာရိုက်ဖြစ်တယ်ဆိုရင်ပေါ့ခင်ဗျာ။ ဲ့ကွန်ပျူတာတိတ်တော်တယ် rule နဲ့ပတ်သက်ပြီးတော့လည်း update ဖြစ်တယ်ဆိုရင်အဲ့ဒီကွင်းမှာတို့က local rule e5 ဆိုတာလေးကိုပြတ်ထန်းထားပါလိမ့်မယ်ပျောက်ဆုံးဘောလုံးတော့ရင်ဒီ red set ပျောက်ဆုံးခံမန်းပျောက်ဆုံးနေရာကနေ red set ဒါမှမဟုတ်ဒီ fairway တို့နှစ်ပြန်အတွင်းမှာလာပြီးတော့ပြစ်တဲ့နှစ်ချက်ပေး၍ဘောလုံးနောက်တစ်လုံးနဲ့ခြားရိုက်နေပါတယ်လို့ local rule မှာပြတ်ထန်းထားရင် e5 ကိုပြတ်ထန်းထားရင်ကျွန်တော်တို့ကနောက်ကျောင်းပြန်သွားတဲ့ ကိစ္စတစ်ခုအေးပါတယ်ပျောက်တယ်ဆိုတဲ့နေရာခံမဲ့နေရာနေအနည်းဆုံးနေရာ red ထဲတောင်မို့ fairway အဆက်တုံးပြန်လာချရိုက်လို့ရပါတယ်ဒါပေမဲ့ဒီကိစ္စဒီကော်မတီကကြိုးတင်ပြီးတော့သူတို့ကွင်းမှာ model local rule e5 ကိုကျင့်သုံးနိုင်အောင်ကြိုတင်ပြဋ္ဌာန်းထားဖို့လိုပါတယ်ကော်မတီတွေအနေနဲ့လည်းဒီလိုပြဋ္ဌာန်းထားကြပါလို့ကျွန်တော်မြစ်တရရခံပန်ကြားလို့ပါတယ် ဒါမှသာကျွန်တော်တို့ကစားသမားတွေအတွက်အဆင်ပြေချုံးမွေပါတယ်အဲ့လိုမပြထန်နိုင်ရင်ကျွန်တော်တို့ကရူးနဲ့ညီကစားလို့တဲ့ကစားသမားတွေနောက်ကျောင်းကိုပြန်သွားရမယ်နောက်ဖွဲ့ရရှိရင်တောင်းပန်ရမယ်ပြီးတော့မှရိုက်ရမယ်ဒါသည်နည်းနည်းကတိလေးကနိုင်ပါတယ်အဲ့တော့ကော်မတီများအနေနဲ့လည်း E5 ကြိုတင်ကြီးညာထားပေးကြပါကစားသမားတွေကလည်း local rule ကိုတရားဖတ်ကြပါဘောလုံးမတွေ့မချင်းမရှာကြပါနဲ့3မိနစ်တွေ့ပြီဆိုရင်3မိနစ်အတွင်းမှာမတွေ့ရင် loss ball ဖြစ်ပါတယ် 5မိနစ်မှပြန်တွေ့ရင်လည်းအဲ့ဘောက loss ball ဖြစ်ပြီးတော့ကိုယ့်အကူကိုယ့်ဘောလုံးကိုပြန်ရတာပဲဖြစ်မှာပါခင်ဗျာဒါလို့ဆိုရင် loss ball နဲ့ပတ်သက်ပြီးတော့နေငယ်ရှင်းပြီးဒီမှာတယ်မရှင်းတာရှင်း comment မှာမိခဲ့ပါကျွန်တော်ပြန်လည်းရှင်းပြပြီးပါမယ်ကျေးဇူးတင်ပါတယ်ခင်ဗျာနောက်ဗီဒီယိုလေးမှာဆုံကြမယ်